ပါရမီနာကျင်မှုနဲ့ချစ်ချင်းမြတ်တာအားလုံးပဲမင်္ဂလာပါရန်ကုန်စပေါ့တီဗီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ကိုစုံပါဆန်ဒီကာဇိုလာကသူ့ရဲ့ငယ်ဘဝကလပ် OVEDO ကို24နှစ်အတွင်းပထမဆုံးချိန်လာလီဂါကိုတန်းတန်းနိုင်အောင်ကူညီခဲ့တယ်တဲ့အသက်40အရွယ်ရှိပြီဖြစ်တဲ့အာဆင်နယ်ရဲ့ကွင်းလေလူဟောင်းကြီးဟာကစားသမားဘဝနေဝင်ချိန်မှာ OVEDO ကိုပြန်သွားဖို့ရွေးချယ်ခဲ့ပါတယ်စပိန်ဒုတိယတန်းအတွက်သတ်မှတ်ထားတဲ့အ ਨੇ ဆုံးလဆောင်ငွေပမာဏကိုပဲယူပြီးကစားပေးခဲ့ပါတယ်ပုံရိပ်အသုံးပြုခွင့်ကိုရာနှုန်းပြည့်အသင်းစီပေးအပ်ခဲ့တယ်လို့ သူ့ဂျာစီရောင်းဝယ်ငွေရဲ့တန်းပါဆန်ကိုအကယ်ဒမီအတွက်ရင်းနှီးမြှုပ်နှံဖို့တောင်းဆိုခဲ့ပါတယ်။၂000နှစ်မှာ OVA တို့ဘန်နာရေးအခက်ခဲတွေကြုံနေတုန်းကလည်းသူ့အိတ်ထဲကစိုက်ပြီးကူညီဖြည့်ရှင်းခဲ့သေးတာပေါ့။လာလီဂါတန်းတက်ခွင့်အတွက် Playoff Semi Final မှာအယ်မာရီယာဘက်ကိုဂိုးသွင်းခဲ့တယ်လို့ဘောလူပွဲဒုတိယအကြော့မှာလည်းအဖိုးတန်ချီပါကိုပန်နဒီကနေသွင်းပေးခဲ့ပါတယ်။ပွဲပြီးသွားတော့ကွင်းထဲကိုစုပြုံဝင်ရောက်လာကြတဲ့ပရိသတ်တွေဟာသူတို့ရဲ့ကန်တော်ဝင်ကွင်းလယ်လူကိုပခုံးပေါ်မှာတင်လို့အောင်ဝဲခံနေကြမှာဘလောက်ကြည်နူးစရာကောင်းတဲ့မြင်ကွင်းမျိုးလဲ။ နာကျင်မှုတွေပင်ပန်းကြမ်းတမ်းလုံးနဲ့အတွေ့အကြုံတွေကိုဖျက်ဆီးခဲ့ရတဲ့ကာဆိုလာတို့ဒီလိုပျော်ရွှင် ကြည်နူးစရာအခိုက်အတန့်တွေကိုပိုင်ဆိုင်ခွင့်ရခဲ့လို့တကယ်ပဲပီတိဖြစ်မိပါတယ်။ဇာတိမြေရဲ့ Negan Club OVA တို့မှာစတင်ခဲ့တဲ့ကာဆိုလာရဲ့ပါရမီကစပိန်ပြည်တွင်းမှာစောစောစီးစီးထင်ရှားခဲ့ပါတယ်။ပြီးတော့ Villarreal မှာပုံမှန်ပွဲထွက်သူဖြစ်လာတယ်။စပိန်ရဲ့ Euro 2008-2010လူစင်းတွေမှာပါဝင်ခဲ့ပါတယ်။2010ကမ္ဘာဖလားကိုလည်းဒဏ်ရာကြောင်းတာမဟုတ်ရင်ကစားခွင့်ရခဲ့မှာပါ။ Iniesta, Xavi, Alonso, Busquets, David Silva Fabregas မာတာတို့ရှိနေတဲ့ကွင်းလယ်မှာစပိန်အတွက်ပုံမှန်ရွေးချယ်ခံခဲ့ရတာကိုကြည့်ုံနဲ့သူ့အရေးသွေးကိုမြင်နိုင်ပါလိမ့်မယ်။မာလာဂါကကလပ်ဆန်ချိန်နဲ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ပေမဲ့ဘန်နာရီအကြက်တဲတဲ့ကြောင့်နောက်ထပ်တရားသည့်အကြမ်းမှာအာဆင်နယ်ကိုရောက်ထုတ်ခဲ့ရတယ်။ဘိုဒေါစကီဂျီရိုးနဲ့အတူ2012နွေရာသီရဲ့တတိယမြောက်အဖြစ်မှုအဖြစ်ရောက်ရှိလာခဲ့ပါတယ်။ကစားသမားဘဝအစောပိုင်းနေ့ရက်တွေမှာတိုက်စစ်မှုရဲ့နောက်ကွင်းလယ်တိုက်စစ်အဖြစ်ဒါမှမဟုတ်တောင်ပိုင်းတွေမှာလှုပ်ရှားခဲ့သူကအာဆင်ဝင်းကားရဲ့အသင်းမှာဒီပလိုင်းရဲ့ပလေးမိတ်ကတယောက်လိုကစားခဲ့ပါတယ်။ ကစားကွက်ထိန်းချုပ်မှုနဲ့တန်ဖိုးအတင်အချကိုအဓိကတာဝန်ယူခဲ့ပါတယ်။ဆန်းချက် OZ Ramsey တို့ကသူ့ကြောင့်အတကင်တက်မှာပိုပြီးလွတ်လွတ်လပ်လှူရှားခွင့်ရခဲ့ပါတယ်။ Liverpool နဲ့ပွဲမှာသူ့ရဲ့ debut ကို Reading နဲ့ပွဲက hat-trick Wigan နဲ့ပွဲမှာ၄ဂိုးစလုံးဖန်တီးခဲ့တာတွေကအမှတ်ရစရာပါပဲ။2017 73ရာသီရဲ့ Premier League 38ပွဲစလုံးကိုကစားခဲ့တဲ့ Casula ကအသင်းရဲ့တနစ်တာအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ပြန်ပွဲတုံး49ပွဲမှာ12ဂိုးသွင်းပြီး14ချိန်ဖန်တီးနိုင်ခဲ့တယ်။ Casula ရဲ့ Emery အဖွင့်ဟာဒီလိုလှပခဲ့ပါတ ဂါဇိုလာနဲ့ပတ်သက်ရင်အရင်ဆုံးသတိရမိတာကဘဲညာနှစ်ဘက်စလုံးကိုကြွံ့ကြွံ့ကျင်ကျင်အသုံးပြုနိုင်နေဆိုတာပဲ။တောင်ကန်ဘောတွေတီကန်ဘောတွေကိုဘဲညာပြောင်းပြီးပုံစံအမျိုးမျိုးနဲ့ရိုက်တင်တာတွေကိုမြင်ခဲ့ရပါတယ်။အရင်ငါးပြီလီးလက်မှာပဲရှိပေမဲ့ကြံ့ခိုင်မှုရောအမြန်တော့မှာအားနေပေမဲ့စပိန်သားပြည်ပြည်နီးစနစ်ကြွမ်းကျင်မှု game intelligence position နဲ့ awareness တွေကိုအသုံးပြုလို့ Premier League ရဲ့မာမာထန်ထန်ကစားဟန်ကိုရင်ဆိုင်ခဲ့ပါတယ်။ဂွင်းလယ်ကိုကြိုးကြိုင်လှုပ်ရှားခဲ့တဲ့2014 FA semi-final မှာဝင်းနဲ့ penalty ကိုကန်သွင်းခဲ့ပါတယ်။ ဗိုင်းနယ်မှာဟာစီတီကိုဇီးတူးနဲ့ရှုံးဝါကနေပြန်လာဖို့ဂျီရူးရဲ့ကောင်းတိုက်ကိုတောင်းကန်ပေါ်ကနေဖန်တီးပေးခဲ့ဖရီကစ်ကနေတိုက်ရိုက်တကူသွင်းခဲ့ပါတယ်2015 FA Villa Final Aston Villa ကို4-0နဲ့အနိုင်ရတော့လေ Man of the Match ကကာဆိုလာပဲပေါ့အဲ့ဒီ2014-15ရာသီ Premier League မှာ7ချိန်ဖန်တီးခဲ့ပြီး Fabregas ပြီးရင်အများဆုံးဖြစ်ခဲ့ပါတယ်ပထမဆုံး3ရာသီမှာကာဆိုလာကအာဆင်နယ်အတွက်ပွဲပေါင်း150နီးပါးကစားပေးခဲ့ပါတယ်နောက်ပိုင်းမှာဒဏ်ရာပြဿနာတချို့ကြုံလာရပေမဲ့ကာဆိုလာကအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ရှိနေတော့မယ် 2016-2019ရာသီအဖွင့်စက်တပွဲဆက်ပွဲထွက်ပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ကာဆိုလာရဲ့ကယ်ရီယာကိုအလဲပြောင်းဖြစ်သွားစေမယ့်အဆိုးရွားဆုံးဒဏ်ရာပြဿနာဟာသူ့ကိုခြုံခုတိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။2016အောက်တိုဘာလတဲ့လူကိုဒိုရက်နဲ့ပွဲမှာအိုစီးအတွက်ဖန်နီပင်းရင်ခြေပနောက်ကျွတ်သားဒဏ်ရာကိုရခဲ့ပါတယ်။သုံးလဝန်းကျင်သာအနားယူရမယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ဒဏ်ရာကစိုးတဲ့ဆိုးလာပါတယ်။ခွဲစိတ်မှုကလည်းအနာမကျသေးခင်မှာပိုးဝင်တာမျိုးတွေဖြစ်ခဲ့ပြီးခြေပနောက်အရွက်ကို80စင်တီမီတာလောက်အထိ infection ကလှိုက်စားသွားခဲ့ပါတယ်။ ဖွဲ့စည်းမှု၈ချိန်လောက်အထိခံယူခဲ့ရပြီးလက်ပြန်ကကြွက်သားကိုလှီးယူအစားထုတ်ခဲ့ရပါတယ်။ဂါဇိုလာအတွက်ဘောလုံးပြန်ကစားနိုင်ဖို့ဝေးလို့လမ်းပြန်ရှောက်နိုင်ပါမလား၆နောက်တစ်ပတ်လုံးကိုဆုံးရှုံးရတော့မလားဆိုတဲ့အခြေအနေမျိုးအထိရောက်ရှိသွားခဲ့တာပါ။အသင်းဘက်ကဂါဇိုလာအတွက် recovery program တွေတက်နိုင်တယ်လို့ကူညီခဲ့ပေမဲ့2018ရာသီကုန်မှာစာချုပ်တန်တန်ကုန်ဆုံးသွားခဲ့ချိန်မှာနှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။စပိန်ကွင်းလယ်ကျဲပွင့်ရဲ့ American Area ဟာဒီလိုပဲနာကျင်ကြည်ခွဲစရာတွေနဲ့အဆုံးသတ်သွားခဲ့ပါတယ်။ကစားသမားဘွားကလည်းအနားယူသွားတော့မလားထင်မှတ်ခဲ့ရတဲ့ကာဇိုလာဟာ အရှုံးမပေးခဲ့ပါဘူး636ရက်အကြာမှာအသိန်းဟောင်းဗီလာရီရဲ့အတွက်မျက်ခင်းစိမ့်တွေပေါ်ပြန်လည်ခြေချနိုင်ခဲ့ပါတယ်ဂါတာကလပ်အက်ဆက်ကိုတုံးနဲ့သွားကစားခဲ့ပြီး OVA တို့ကိုပြန်လာခဲ့ပါတယ်2001နောက်ပိုင်းပထမဆုံးချိန်တန်တက်ခွင့်အတွက်သူ့ဇာတိနေကန်ကလပ်ကိုကူညီနိုင်ခဲ့ပါတယ်ပါရမီရှင်အည်သွေးမျိုးကိုပိုင်ဆိုင်ခဲ့ပေမဲ့ကန်တရားရဲ့ရက်ဆက်ပြင်းထန်တဲ့လောကဒဏ်မှာနာကျင်မှုတွေကိုထွေးပတ်ခဲ့ရသူဟာချစ်ချင်းမြတ်တာကိုရွေးချယ်လို့သူစားသမားဘဝရဲ့အဆုံးသက်ကိုလှပစေခဲ့ပါတယ်။ကန္နာတွေအားလုံးမင်းအတွက်ဂုဏ်ယူနေပါတယ်ကာဆိုလာကြီး။ ားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်